ဒီကနေ့ဆက်လက်တင်ဆက်ပေးချင်တာကတော့မြန်မာပြည်သူ လူထုရဲ့အသက်သွေးချွေးပေါင်းများစွာကိုလစ်လျူရှုလိုက်တဲ့ထိုင်းဆိုတဲ့ဆောင်းပါးတစ်ပုဒ်ပဲဖြစ်ပါတယ်။စစ်ကောင်စီပိုင်းမြန်မာရည်နံတဲ့တဘာဝတန့်ဝေလုပ်ငန်း MOG နဲ့ထိုင်းနိုင်ငံ Gulf Petroleum မြန်မာ GPM တို့ကမ်းလွန်တဘာဝတန့်ဝေထုတ်လုပ်မှုခွဲဝေရေးစာချုပ်တစ်စောင်ကိုနေပြည်တော်မှာ ်မေ29ရက်နေ့ကလက်မှတ်ရေးထိုးကြပြီးအဲ့ဒီသဘောတန်းဝိစီမံကိန်းဟာ2021ခုနှစ်ဆီယာနာတိမ့်မှုနောက်ပိုင်းမှာ ပထမဦးဆုံးတဘာဝတန်းဝိစီမံကိန်းသစ်ဖြစ်တယ်လို့ AR မှာဖော်ပြထားပါတယ်မြန်မာပြည်မှာပြည်တွင်းစစ်ချိန်မြင့်မာနေတကဲ့သို့ပြဿနာပတ်လေဝိုင်းနေတဲ့အကျန်းဖတ်စစ်ကောင်စီဟာအတုံးစရိတ်လူငွေအတွက်အကျဉ်းချင်းညှီညူနေစင်မှာ အဲ့ဒီစီးပွားရေးသဘောတူညီချက်လက်မှတ်ရေးထိုးလိုက်ခြင်းဖြစ်ပါတယ်ဒုကိစ္စဟာမုဒ္ဓမပင်လယ်ကွင်းမှာမင်းရဲသူစီမံကိန်းနဲ့ပတ်သက်ပါတယ် Gap Petroleum မြန်မာဟာထိုင်းနိုင်ငံမှာ Northern Gap Petroleum ရဲ့လုပ်ငန်းခွဲဖြစ်ပြီးရခိုင်စစ်အာဏာရှင်ခေတ်ကအကြမ်းဖက်စစ်တပ်ထိန်းချုပ်ထားတဲ့ရင်းငန်းလုပ်ငန်းကိုဝန်ဆောင်မှုပေးဖို့ထူထောင်ထားတဲ့ Crony Smart Group of Company နဲ့ ပူးပေါင်းဆောင်ရွက်နေတဲ့လုပ်ငန်းဖြစ်ပါတယ်။ဂျီဘင်ခေါင်းဆောင်ပိုင်းမှာ Smart Group ရဲ့ဥက္ကဋ္ဌနဲ့ဒါရိုက်တာကျော်ကျော်လှိုင်းပါဝင်ပါတယ်။ MOG ရဲ့လောင်စာရောင်းချမှုဟာစစ်ကောင်စီအတွက် တခုထီးသောအကြီးမားဆုံးနိုင်ငံခြားငွေရင်းမြစ်ဖြစ်ပြီးပြည်သူများကိုရက်ဆက်ကြမ်းကြုတ်မှုများကျူးလွန်နိုင်စေတဲ့ရင်းမြစ်ဖြစ်တယ်လို့ဥရောပတက်မှတ်ကနဲ့အမေရိကန်ပြည်ထောင်စုတို့ကပိတ်ဆို့အရေးယူခံထားရပါတယ်။ အကျံဖက်စစ်ကောင်စီရဲ့မီဒီယာတွေရဲ့အဆိုရတော့အဓိကကျတဲ့ကမ်းလွန်တဘာဝဓာတ်ငွေစီမံကိန်း၄ခုဖြစ်တဲ့ရတနာရဲတော်ဇောတိကရွှေနဲ့ပုံမူတင်းငယ်တဲ့စီမံကိန်းတစ်ခုလည်းရှိတယ်လို့ဖော်ပြတဲ့အတွက်ကြောင့်မင်းရဲ့သူဟာတတ္တမမြောက်စီမံကိန်းဖြစ်နိုင်ပါတယ်အဓိကကမ်းလွန်တဘာဝဓာတ်ငွေစီမံစီမံကိန်းတစ်ခုဖြစ်တဲ့ရတနာနဲ့ဇောတိကတို့ကို၎င်းတို့နဲ့ဆက်ဆက်ပိုက်လိုင်းများနဲ့အတူ ထိုင်းရဲ့နိုင်ငံတော်ဒစိတပိုင်းပိုင်ရင်းနှံလုပ်ငန်းကြီး PIPTT Exploration and Production Public Company Limited PTT EP က MOG နဲ့ပူးပေါင်းဆောင်ရွက်ပါတယ်။ရန်နာစီမံခန့်ရ PTT EP ရဲ့မိခင်ကုမ္ပဏီ PTT တို့ဓာတ်ငွေရောင်းချခြင်းမှာဆေးအုပ်စုအတွက်အဓိကအကျိုးမြတ်များတဲ့ဝင်ငွေရင်းမြစ်ဖြစ်နေဒီမှာနှစ်ပေါင်းများစွာ ကြာပြီဖြစ်ပါတယ်။ GBN မလေးရှားနိုင်ငံရေနံကုမ္ပဏီ Petronix ထွက်သွားတဲ့2022စတင်ပြီးတော့ရဲတကွန်ဓာတ်ငွေ့စီမံကိန်းကိုလည်းစီမံနေပါတယ်။ထိုလုပ်ငန်းကမင်းရဲ့တူမဓာတ်ငွေ့ကို2028ခုနှစ်မှာစတင် ထုတ်လုပ်နိုင်မယ်လို့မျှော်လင့်ပါတယ်။၎င်းရဲ့မိခင်ကုမ္ပဏီ Northern Gulf Petroleum ဟာအခွန်ကောက်ခံမှုနည်းတဲ့ Bermuda, British, Virgin ကျွန်းစုနဲ့စင်ကာပူတို့မှအမိခံ ကုမ္ပဏီများနဲ့ရှုပ်ထွေးတဲ့ဖွဲ့စည်းပုံရှိတယ်လို့ Justice for Myanmar ကထောက်ပြထားပါတယ်အဓိကကမ်းလွန်စီမံကိန်းများမှာထုတ်လုပ်မှုကျဆင်းနေပြီးတဘောတူညီချက်ကုံဆုံးချိန်နီးလာတဲ့အတွက်ကြောင့်ထိုးစီမံကိန်းတွေအတွက်ဝမ်းမြောက်ကြောင်းစွန့်ဝင်ကြီးဥကိုကိုလင်က ပြောထားပါတယ်ထိုစီမံကိန်းတရားရှာဖွေထုတ်လုပ်မှုတင်များကိုငွေကြေးထောက်ပံ့မှာဖြစ်ပြီးနိုင်ငံသားဝင်ငွေတိုးတက်လာမယ်လို့လည်း၎င်းကဆိုပါတယ်ထို့နောက်ထုံငွေကိုစစ်ကောင်စီကပြည်သူများအားတိုက်ခိုက်တပ်ဖြတ်ဖို့အတွက်အထူးသဖြင့်တော်လန်ရေးအင်အားစုထိမ့်ချုပ်ဒေတာများမှတိမ့်ကျုံလေးချောင်းတိုက်ခိုက်မှုများအကြမ်းဖက်မှုအကြီးအကျယ်မြင့်တင်မှုအသုံးပြုမှာဖြစ်ပါတယ်။လူခွင့်ရေးချိုးဖောက်မှုများနဲ့နိုင်ငံရေးမတည်ငြိမ်မှုကိုစိုးရိမ်တဲ့ သွက်ကြောင်း2021ခုနှစ်စစ်အာဏာသိမ်းမှုနောက်မှာအဓိကကျတဲ့စွန့်အင်ကုမ္ပဏီကြီးများမြန်မာပြည်မှာဆုတ်ခွာသွားကြပါတယ်။ထို့သောဆုတ်ခွာသွားတဲ့ကုမ္ပဏီများမှာအမေရိကန်ပြည်ထောင်စုမှ Chevron ၊ပြင်သစ်မှ Total Energy နဲ့ Austria မှ Woodside တို့ပါဝင်ပါတယ်။ Chevron နဲ့ Total Energy တို့ဟာရတနာစီမံကိန်းမှလည်းဆုတ်ခွာသွားခဲ့ကြပါတယ်။အကြံပေးစစ်ကောင်စီရဲ့မြန်မာပြည်သူ လူထုရေပေါ် ဘုံကျဲတိုက်ခိုက်အကျန်းဖက်တပ်ဖြတ်နေမှုတွေကိုမီးထိုးပေးတဲ့ဒီလောက်ရက်ကိုအပြင်းထန်ဆန့်ကျင်ကန့်ကွက်ရှုတ်ချပါလေပြည်သူတို့ရဲ့ခုခံတော်လှန်စစ်မုတ်ချအောင်ရမယ်